ရိုဂီယိုအပြေဝထောက်ပံ့ပေးမယ်လို့စပါတင်ခြင်းညာဘောလုံးကျသူများအတွက်ကျွန်မရဲ့ဝမ်းမြောက်ချမ်းသာတွေကိုပြန်လည်ကြိုဆိုလိုက်ပါမယ်။ဘောလုံးအေဂျင့်တူရဲ့တနတ်ထောက်ချင်းချောင်းမှုကိုခံရတဲ့အီတလီနောက်ခံလူဥရိုဂီယိုအပြေဝထောက်ပံ့မှုတွေပေးသွားမယ်လို့စပါတင်ကကြေညာလိုက်ပါတယ်။စက်တင်ဘာ6ရက်နေ့ကပရီးမီးယားလိဂ်ကစားသမားတယောက်ကိုတနတ်ထောက်ပြီးချင်းချောက်ခဲ့တဲ့ဘောလုံးအေဂျင့်တူကိုဖန်ဆီထိန်းသိမ်းထားတယ်လို့ပြီးခဲ့တဲ့တနင်္လာနေ့မှာသတင်းထွက်လာခဲ့တာပါ။ နိုဝင်ဘာလ၄ရက်နေ့ကစပါးသင်းစင်ညာချက်ထဲမှာဥရိုကီနဲ့မိသားစုအနေပေါ်အပြည့်ပြတ်စတင်ချိန်နဲ့ကပံ့ပိုးမှုတွေပြုလုပ်ခဲ့တယ်လို့ဆက်ပြီးတော့လည်းကုညီမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပြီးဥပဒေကြောင့်လည်းပတ်သက်လို့တော့မှတ်ချက်မပြုတ်နိုင်ပါဘူးလို့ရှင်းတာထားပါတယ်။ အသက်၂၂နှစ်အရွယ်ဦးတို့ကရ၂၀၂၂ခုနှစ်မှာဦးရီနစ်အသင်းကနေပြီးတော့စပါသင်းကိုပေါင်၅သန်းနဲ့ရောက်ရှိလာတာဖြစ်ပြီးတော့၅နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲ့နောက်စီရီအေကိုတရားသည့်အငှားပြန်သွားခဲ့ပြီး2023-24ဘောလုံးရာသီမှာ စပါသင်းစီကိုပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။အခုရာသီစပိုင်းမှာတော့ဥတိုကီယဒဏ်ရာပြဿနာကြောင့်နားနေခဲ့ပြီးမတာသေးကီယမှပြန်ပြီးတော့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂါညကိုပင်ဟေကင်တင်းကိုကိုပြနိုင်ရတဲ့ချန်ပီယံလိပွဲမှာတော့စပါတင်အတွက်ဥရိုကီယာဝင်ရောက်ကစားပေးသွားခဲ့ပါတယ်။